ကိုချီဝကလိုသုံးလှုပ်သွားခဲ့လို့ရွာပြန်ရောက်ခဲ့ရတဲ့ရေကဲတုတ်တဲလေးကိုရှိုင်းဆောင်ပရိသတ်များလုံးမဲမင်္ဂလာပေါင်းမြင်အောင် page လေးကနေချက်ဆွလိုက်ပါတယ်အပေါင်းတင်းကြောင့်ပိုကောင်းတဲ့နေရာကိုရောက်နိုင်တယ်လို့အပေါင်းတင်းကြောင့်ပဲလှည့်စားခံရနိုင်ကြောင်းရေကဲတုတ်တဲလေးကိုရှိုင်းဆောင်က လက်တွေ့ကြုံလိုက်ရပါတယ်ကိုရှိုင်းဆောင်ဟာငလျင်ပေးမှရေကဲတုတ်လေးတွေကိုလှူရင်းနဲ့လူသိများလာတဲ့သူပါရှင့် သူရဲ့စေတနာအကျိုးပေးကြောင့်ပဲတနိုင်ငံလုံးကလူတွေရဲ့ချီးကျူးမှုကိုရရှိသွားခဲ့ကောင်သူ့အတွက်အလူရှင်တွေလည်းပေါ်လာခဲ့ပါတယ်အလူရှင်တွေကဆိုင်ကယ်တွေစိတ်နှက်ကတ်တွေရေကဲဆက်တွေကိုလည်းတီထောင်ပေးခဲ့တာရှိရင်နမဲကြီးနေတဲ့ကိုဆိုင်စော်နာကိုကိုချီးဦးကရောက်လာခဲ့ပြီးပရိုက်တာတွေတူတူတွဲလုပ်ကြပါတယ်သူတို့နှစ်ယောက်ကအရင်ကတော့လုံးဝမသိခဲ့ကြပဲကိုဆိုင်စော်ဆယ်လီဖြစ်မှပဲအနာကိုရောက်လာခဲ့တာပါရေကဲရုပ်တွေကိုအတူသွားလို့ခဲ့ကြကောင်မိသားစုမရှိတဲ့ကိုဆိုင်စော်ကကိုချီးဦးကိုခင်တွဲသွားပါတယ်နမဲရနေသူနာကိုရောက်လာခဲ့တာကြောင့်ကို ခြေဦးကလည်းရောင်းရောင်းပြီးလူသိများသွားခဲ့တာရှင်အရင်ကသူ့ကိုဘယ်သူမှမသိပေမဲ့နောက်ပိုင်းမှာတော့သူပါဆယ်လေးဖြစ်သွားခဲ့ပြီးညီအကိုရီလိုချစ်ခင်သွားကြတာပါအဲဒီနောက်မှာသူတို့နှစ်ယောက်ပေါင်းပြီးရန်ကုန်မှာခြေဦးဆိုင်လေးကိုဖွင့်လှစ်လိုက်တယ်ရှင် သူရဲ့ခြေဥဆိုင်လေးကိုတငယ်ချင်းဖြစ်တဲ့ကိုခြေဥနဲ့အတူတီထောင်လိုက်ခဲ့ပြီးသူပိုင်ဆိုင်နဲ့ဆိုင်ကဲကိုပါရောင်းကအရင်ထည့်လိုက်တာပါဆိုင်ဖွင့်တာကလာပိုင်းအတွင်းမှာပဲအောင်မြင်သွားခဲ့ပြီးအခုတော့ကိုခြေဥကကိုရှိုင်းစော်ကိုနှင်ထုတ်လိုက်ပါတယ်ဆိုင်ကအောင်မြင်လာပြီးတဲ့နောက်မှာကိုရှိုင်းစော်ကိုလည်းမလိုအပ်တော့တာကြောင့်လိုသုံးလှုပ်သွားခဲ့တာပါဆိုင်နမဲကိုတော့နှစ်ယောက်သားရဲ့နမဲတက်ထားပေမဲ့ကိုခြေဥတယောက်ထဲကပဲဆိုင်ကိုဖွင့်လိုက်ပါတော့တယ်ကိုကျိုးရဲ့မိသားစုကလည်းဆိုင်မအတူတူလောက်ကန်နေကြပြီဖြစ်ကသူတယောက်ထဲပဲဆိုင်ကိုဥဆောင်နေပါတော့တယ် ိုချင်းဟာအရင်ကတော့စားတောက်ဆိုင်တွေမှာခြေဦးတွေချက်တဲ့သူပေါ့သူကျွမ်းကျင်တဲ့လုပ်ငန်းဖြစ်တာကြောင့်ခြေဦးဆိုင်ကိုဖွင့်မိမဲ့လေကိုဆိုင်စော်အတွက်တော့မကျွမ်းကျင်တဲ့လုပ်ငန်းဖြစ်နေတာပေါ့နမဲကြီးစင်မှာတော့သူ့အနာကိုရောက်လာခဲ့ပြီးအသုံးမလို့တော့တဲ့အချိန်မှာကိုဆိုင်စော်ကိုဖဲထုတ်လိုက်ပါတယ်ရေကဲတော့တိတ်လေကိုဆိုင်စော်ကတော့ရွာကိုပြန်ရောက်လာပြီးဖြစ်ကရေကဲဆက်ကိုတီထောင်တော့မှာပါရှင့်နောက်ဆုံးမှာတော့သူကျွမ်းကျင်တဲ့လုပ်ငန်းကိုပဲပြန်လုပ်တော့မှာဖြစ်ပါတယ်ရေကဲတုတ်တွေကိုစတင်လှူဒန်းခဲ့တဲ့ကခြေဦးကိုသတိထားဖို့အတွက်ကိုဆိုင်စော်ကိုပြောခဲ့တာပေါ့ဒါပေမဲ့ကိုဆိုင်စော် ော်ကတော့တငယ်ချင်းဖြစ်တဲ့ကိုချီအိုကိုကာကွယ်ပေးပြီးယုံကြည်မှုအပြည့်အဝပေးခဲ့တဲ့ရှင်ယူသားရဲ့အညာသားလေးကိုရှိုင်းစော်ကတော့အသုံးချခံလိုက်ရပြီးရွာမှာပဲရေကဲလုပ်ငန်းကိုတည်ထောင်တော့မှာပါကိုရှိုင်းစော်အတွက်တော့အလုံးကဆေးမကောင်းဖြစ်နေကြပေမဲ့သူကတော့ဘသူ့ကိုမှအပြစ်မတင်ခဲ့ပါဘူးရှစ်လအတွင်းမှာလူတွေရဲ့စိတ်ရင်းကိုသိလိုက်ရပြီးယူသားရဲ့စိတ်ထားလေးကအကြံသမားတွေအတွက်တော့အသုံးချစရာဖြစ်သွားခဲ့တဲ့ရှင် ိုရှိုင်းစော်ကရေခဲလုပ်ငန်းကိုလှုပ်လာခဲ့တာ10နှစ်ရှိပြီဖြစ်လို့ဒီအလုံမှာကျွမ်းကျင်နေပါပြီ။သူ့ရဲ့စိတ်ရင်းကမှန်ကန်တာကြောင့်စိတ်တမချဖို့ကိုလည်းအားပေးနေကြပါတယ်။ကျွေးသိန်း200အတင်ခံပြီးတော့ခြေဝှက်ဆိုင်ဖွင့်မိမဲ့လေနောက်ဆုံးမှာတော့ရေခဲတုပ်သေးလေးကိုရှိုင်းစော်ကအသုံးချခံဖြစ်သွားခဲ့တာပါ။စိတ်ထားကောင်းလို့ကံကောင်းလာပေမဲ့အကျန်သမားတွေနဲ့တွေ့တဲ့ကိုရှိုင်းစော်ကအခုတော့ဘသူနဲ့မှလုပ်ငန်းဆက်တူမလုပ်တော့ပါဘူး။ သူကိုကုညီပေးသူတွေရှိပေမဲ့အနည်းဆုံးလူကပဲသူကိုဒုက္ခပေးမဲ့သူ ဖြစ်သွားခဲ့တာပါရိုးသားတဲ့ကိုရှိုင်းစော်အတွက်အဖေစကားလေးတွေကိုခမမရေးသားပေးခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ